ငွေရပါမျက်မမြင်တွေကိုတာမန်လူနဲ့ဒန်းတူအမြင်အာရုံရအောင် ကုသနိုင်တော့မယ်။အော်စီလာနိုင်ငံမှာရှိတဲ့သိပ္ပံပညာရှင်တွေကငွေရပါအမြင်အာရုံချုပ်တက်ရာကနေတာမန်အကောင်းဘက်ကတိလူတယောက်လိုကြည်လင်တဲ့အမြင်အာရုံကိုရရှိစေဖို့အတွက်ကုလုံတစ်ခုကိုတီထွင်လိုက်ပါပြီ။ဒါကိုတော့ဘိုင်ယိုနစ်အိုင်းစနစ်တမ်လို့ခေါ်ပြီးအုံနောက်ရဲ့နက်ဖ်ဂျောရီနဲ့ချိတ်ဆက်ခါအမြင်အာရုံကိုပို့ပြီးတော့မှပေါ်လင်းထင်ရှားအောင်စက်ကရီယာတစ်ခုတက်ဆင်ပေးမှဖြစ်ပါတယ်။ကုသပြီးတဲ့အစမှာတော့ ချက်ချင်းကြီးအမြင်အယံကိုကြည်လင်ပြသွားစွာမြင်နိုင်သေးပေမယ့်လူပုံစံနဲ့အရာဝတ္ထုတွေကို geometry shape တွေလိုမျိုးအတိတကျမြင်တွေ့နိုင်တော့မှာပါအမောင်ဖုံးလွှမ်းနေတဲ့လောကကြီးကနေတာမန်ချက်ပုံပြီးတောက်ပါတဲ့ bionic system ကုထုံနဲ့ကမ္ဘာကြီးကိုမြင်တွေ့ရဖို့အတွက်စိတ်လှုပ်ရှားနေတဲ့သူတွေအများကြီးကိုသိပ္ပံပညာရှင်တွေကအခုလိုပဲသတင်းကောင်းပေးလိုက်တာပါသူတို့ရဲ့နေ့မအာညမနာတီချွင်စမ်းသပ်မှုတွေကြောင့်အုံနောက်ဇယ်ရီကိုလုံးစော်ပြီးအုံနောက်ရဲ့အမြင်အယုံတွေကိုဖန်တီးပေးနိုင်တဲ့ bionic set တွေကို ပကြခင်မှာအသုံးပြုလို့ရတော့မှာပါဒီလိုတိုးတက်လာတဲ့တီထွင်မှုလေးနဲ့ပတ်သက်လို့ပြည်သက်တို့ရဘလို့များတင်ပြမိကြပါတဲ့နော်